ရောဘတ်ကထိချက်တွေပုံရပေမဲ့ဗန်ကဘယ်ချက်တွေကြောင့်အမှတ်နဲ့နိုင်ရခဲ့တာလဲ။အားလုံးပဲမင်္ဂလာပါ။မန်ချက်စတာဖောဆောင်ကနေပြန်လဲကြိုလိုက်ပါရင်မြန်မာဖိုက်တာဂျိုရှော်ဘန်နဲ့အမေရိကန်ဖိုက်တာဘရန်နန်ရိုဘာတို့ရဲ့ Flyweight တန်ပွဲအစဉ်ကပရိသတ်တွေကိုဖျော်ဖြေမှုအပေးနိုင်ဆုံးတွဲဆိုင်တစ်ခုဖြစ်ခဲ့ပါရင် UFC 317ပြိုင်ပွဲမှာတွဲဆိုင်တွေများကြီးပါပြီးနာမည်ကြီးဖိုက်တာတွေရဲ့ပွဲတွေလည်းပါဝင်ခဲ့ပေမဲ့ဗန်နဲ့ရိုဘာတို့ရဲ့တွဲဆိုင်ကအကောင်းဆုံးတွဲဆိုင်စု Fight of the Night အဖြစ်မှတ်တမ်းဝင်ခဲ့တာပါ။အပေါ်စုကြီးကလည်းဖိုက်တာတို့ကိုဒေါ်လာ9000စီသိမ်းပိုက်သွားနိုင်ခဲ့ကြပါရင်ဗန်နဲ့ရိုဘာက3ချီထိုးတက်ခဲ့ပြီးတော့အချီပြည့်ထိုးတက်ခဲ့ကြတာပါ အမှန်အဆုံးဖျက်ထိခံယူခဲ့ရပြီးတော့ဗန်ကအမှတ်နဲ့နိုင်ရရှိခဲ့တာပါ။ပွဲအကြောင်းကိုပြန်တွေးရရင်နှစ်အောင်စလုံးကချုပ်တာတွေလှဲချတာတွေမရှိဘဲတိုက်စစ်ပဲဖွင့်ပြီးကစားကြတာပါ။ရူဘာကသူ့ရဲ့ထုံးစံတိုင်းပြန်ဘက်ကိုတောင်းလျှောက်ဖိအားပေးကစားပြီးတော့တိုက်စစ်ဆင်ကစားတာပါ။ဗန်ကတော့ကောင်တာပဲဆော့ပြီးရူဘာကိုတိကျတေကြတဲ့ထိချက်တွေနဲ့ပြန်ဆော့တာပါ။ပွဲကစားနေချိန်မှာရောပွဲအပြီးရလည်းမချင်ညာခဲ့ပါရော USC ဘက်ကထိကျက်ဘသူပုံများလဲချပြပါရင် ဗန်ကရိုဘာထက်ပထမအချီမှာပဲတာပြီးတော့ရိုဘာကဒုတိယအချီနဲ့တတိယအချီတွေမှာအများကြီးတာပါရင်ထိချက်တွေပိုရပေမဲ့ရိုဘာကရမ်းမတ်ပိုင်းမှာတော့ဗန်ကိုမရှင်နိုင်ခဲ့ပဲရှုံးနေသွားခဲ့တာပါဗန်တယောက်အမှတ်တာသွားတဲ့အချက်တွေကချင်းလေးရဲ့လက်သေးချက်တွေကထိချက်ပိုကောင်းပါတယ်အလေလွင့်နေပါတယ်ရိုဘာကလက်သေးချက်ပိုများပေမဲ့လေထဲမှာပြပြီးအလေလွင့်များကုန်တာပါ နောက်တစ်ချက်ကဘန်ကောအမတ်တွန်းစီတာကဘန်ကပွဲပြီးကန်ဒီမှာရိုဘာကိုလဲချသွားအောင်ထိုးနိုင်ခဲ့ပြီးတော့အပေါ်ကနေစိတ်ကြိုက်ထူထောင်းမှုလုပ်ခဲ့တာပါအချီပြေးသွားလို့ရိုဘာတက်တာရခဲ့တာပါထိကျမှာရိုဘာတာပဲမဲ့အမတ်ယူတဲ့အပိုင်းမှာတော့ဘန်ကညံကိုလှော်သုံးပြီးကစားသွားခဲ့တာပါဒီနေ့တင်ဆက်မှုကတော့လောက်ပါမယ်နောက်ဆုံးရအားကစားသတင်းတွေ MMA အကြောင်းအရာကိုတင်ဆက်ပေးမှာမို့လို့ page ကို like and follow လုပ်ပြီးဗီဒီယိုလေးကိုလည်း share ပေးကြပါအောင်လို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ